အားလုံးမင်္ဂလာပါရှင်။ကျမဒီတစ်ခေါက်ဆက်လက်ပြီးဆရာကြီးလူထုဦးလာရဲ့မနီးတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။ညမောင်ထဲမှာလာခဲ့ကြရတာဖြစ်လို့စစ်ကြီးကဖျက်ဆီးသွားတဲ့အပျက်စီးတွေကိုကောင်းကောင်းမမြင်ခဲ့ကြရပေမဲ့ပဲနယ်ကုန်းမြို့တွေဝင်လာတော့သူတို့မြို့ကိုသူတို့ကောင်းကောင်းမမှတ်မိဘူး။ဦးထွန်းတင်အေရှိမှာကာကြီးထိုးဆိုင်လိုက်တဲ့အခါ အိမ်ထဲမှာသူမသိတဲ့လူတွေအပြည့်နဲ့ဖြစ်နေတာနဲ့ဥပါတို့အိမ်ဖက်ကိုဆက်မောင်းခိုင်းလိုက်ရတယ်။အိမ်ရှိမှာကာကြီးရမိတော့ဥပါရဲ့ဇနီးနဲ့ကလေးတွေကထွက်ကြကြတယ်။ဇက်တဖွဲ့လုံးလေးဥပါတို့အိမ်မှာပဲစတဲချလိုက်ကြတယ်။သူ့အိမ်မှာတက်နေကြတာကဂျပန်ခေါ်ထားတဲ့လမ်းအလုသမားတွေတဲ့။ဥပါတော့စစ်အဝင်မှာတောဖက်ကိုရှောင်ပြေးရင်းဖျားပြီးတည်ဆုံသွားတယ်လို့သူ့ဇနီးကပြောပြတယ်။ဥပါအတွက်သူနင်းနေမှစိတ်မကောင်းဘူး။ ဥပါဟာသူ့ရဲ့ဇနီးဖြစ်ခဲ့ဘူးတယ်မဟုတ်လားဥပါရဲ့ဇနီးကဂျပန်တပ်တွေဝင်လာတော့မယ်ဆိုတော့ဦးထွန်းတင်အိမ်ကအိမ်ထောင်ပရိဘောဂါတွေကိုသူ့သမီးတွေနဲ့သွားသေးထားတယ်ဒါကြောင့်ပစ္စည်းတွေတော့မဆုံးရှုံးဘူးလို့ပြောပြီးဦးထွန်းတင်အပ်ထားတဲ့ငွေ2000ကိုပါပြန်ပေးတယ်လူနေတုံးရလိုက်တဲ့ငွေမို့ဒီငွေဟာအင်မတန်တန်ဖိုးရှိတာပေါ့ဆက်စရာမဟုတ်ပေမဲ့ဒီဝတ္တရားဟာသူဆောင်ရွက်ရမယ့်ဝတ္တရားဆိုပြီးဇက်သူဇက်သားတွေကို အိမ်တန်ရာရောက်ဦးထွန်းတင်ကလိုက်ပို့ပေးတယ်။နေကိုပြေးကြတဲ့မိဘတွေကိုရှာပြီးသူတို့သားသမီးတွေကိုလိုက်အပ်တယ်။ကိုချင်းလဲစားတယ်လေ။သူတို့သားအဖာကတော့ကိုပိုင်အိမ်ပေါ်ပြတ်မတက်နိုင်သေးတာနဲ့ဥပါတို့အိမ်မှာပဲနေကြရသေးတာပဲ။အဲ့ဒီအချိန်ကစပြီးဦးထွန်းတင်တို့သားအဖာလဲအများသူငါလို့ပဲကြုံရကြပန်လောက်ကန်စားကြရတော့တယ်။ဂျပန်စစ်အတွင်းအချိန်ဆိုတာဂျပန်ကစစ်အောင်နိုင်ရေးတစ်ခုလေးကိုအာတုံနေတာမို့ ပြည်သူတွေစားဝတ်နေရေးနဲ့ပတ်သက်ပြီးငွေဆက်ကူတွေစီးမဲ့ကမ်းမဲ့ရိုက်ထုတ်နေတာကလွဲပြီးဘာမှမလုပ်နိုင်ဘူးဒီတော့ငွေဆက်ကူတွေရှားရတာရှားလေရလေဖြစ်ပေမဲ့ကုန်ပစ္စည်းကတော့ရှားလေရှားလေပဲလူသုံးကုန်ပစ္စည်းကိုဘာဘာညာညာရွေးမနေကြဘူးပစ္စည်းရဖို့သာလိုရင်းဖြစ်လို့တောင်းတမျှဈေးကိုပေးနေတာပဲတောင်းတမျှဈေးပေးနိုင်အောင်ဂျပန်ကသူ့ငွေဆက်ကူတွေကိုဂျပန်အဝယ်တော်တွေနဲ့လက်ခစားတွေကတဆင့် တွင်တွင်ရင်းစီပြည်သူလက်ထဲကိုတွန်းထုတ်ပေးနေတာပဲ။တိုင်းပြည်မှာဖြစ်နေတာကပစ္စည်းတစ်ခုကိုတွေ့လို့တွေ့တော့ဝယ်ရင်ဝယ်မဝယ်ဘဲနောက်တစ်ခါမှနောက်တစ်နေ့မှဆိုရင်ဒီပစ္စည်းဟာမရှိတော့ဘူး။ရှိရင်လဲတွေ့တော့ကဈေးနဲ့မရတော့ဘူး။ဒီလိုကုန်စည်နှုန်းတွေတက်ငွေဆက်ကူတွေပလူပြဲပြီးစီးပွားရေးကမောက်ကမဖြစ်နေတော့ငွေဆက်ကူတွေရှာဖို့ကိုလည်းအားကျုံမှန်တဲ့လုံခြုံရပြန်နေ။ဒါကြောင့်ပြည်သူတွေကအိမ်မှာကုတ်ပြီးမနေနိုင်ကြပဲ လေရင်ပြန်တွေကဘုံတွေချပြီးဆက်တနက်တွေပြစ်နေခတ်နေတဲ့ကြားထဲမှာပစ္စည်းရှိရာကိုလိုက်ကြရတယ်။တတင်းရတဲ့ဈေးကိုလိုက်ကြရတယ်။နောက်ဈေးပိုရတဲ့ဈေးကိုတွားရောက်ကြရပြန်တယ်။ဒီလိုကူးလို့ချောချောမောမောဖြစ်သွားရင်တော့ဂျပန်ဆက်ကူတနစ်တပူအမျက်စွန်းကရတော့တာကို အောင်မြမာပြည်နဲ့အထက်မြမာပြည်ကိုဖြစ်တဲ့နည်းနဲ့ကူတန်းသွားလာနေကြတယ်။အသိကလူကလည်းမြစ်ကြီးနားကိုစားတက်ရောက်နေ။စွန်စားသွားလာတဲ့လောက်လေမြတ်တာပဲ။ ကုန်ပစ္စည်းတစ်ခုကိုစွန့်စွန့်စားစားတဲပိုးသွားပြီးရောက်လိုက်တဲ့အခါမှာရတဲ့အမျက်နဲ့နောက်ထပ်ပြန်ပြီးဒီပစ္စည်းမျိုးကိုပဲပြန်ဝင်တဲ့အခါမှာပစ္စည်းကအရင်စည်းနဲ့မရတော့ဘဲနှဆလောက်ညစ်နေတာမျိုးဖြစ်နေလို့နောက်ဆုံးတော့ဘယ်ကလောက်ပဲအသက်ဆုံးပြီးကြိုးပမ်းလှုပ်နေကြပြီမဲ့စားရုံတော့ပဲရှိတယ်။တဝက်စားရဖို့အရေးတက်ဆွန့်ကြိုးပမ်းလှုပ်ရတဲ့ဆိုပါတော့အဲ့ဒီအချိန်ကကုံစည်းကဘလို့တက်ပြီးဝိဆက်ကူကဘယ်ကလောက်ပေါ်လာတယ်လဲဆိုရင် ငပြုံးချက်နဲ့ကိုသွားပြေးငပြုံးဝေတဲ့အခါအဖီးတရားကိုဝေးတထောင်နဲ့ဝေးရောဂျပန်အဝဲရောကိုတဆင့်ပြန်ရောက်တော့အဖီးတရားကိုဝေးနှစ်ထောင်ရရောတစမြင့်တယ်ဒီအမျက်နဲ့ခြံကတခါပြန်ဝေးတော့အဖီးတရားကခြံမာရင်ပဲဝေးနှစ်ထောင်ပေါက်စီဖြစ်နေပြန်ရောဒီလုံးနဲ့လူတွေဟာမအားရပဲလုံးလေလိုက်ပြီးငွေဆက်ကူအိတ်ကြီးတလွယ်လွယ်နဲ့ဘုံကြာဆက်တက်တန်ချားထဲမှာထမင်းတဝမ်းရှာစားနေကြရတယ် ဥထွတ်တင်တဲ့တမိမှတ်ခင်သူကလည်းအဲ့ဒီတန်တရာထဲမှာဥကစပါးပဲ့ပြောင်းပဲ့ကစပါးဥပြောင်းနဲ့လုံးလေလိုက်နေတဲ့အသက်မွေးမှုမျိုးနဲ့နေလာခဲ့ကြတာနှစ်နှစ်နီးနီးရှိလာလို့စစ်လေရင်မြန်တွေခါတိုင်းထက်ပိုပြီးဘုံဝေကျဲဆက်တနက်တွေပြင်းနဲ့လှုပ်လာတဲ့အချိန်ကိုရောက်လာပြီစစ်တွင်းမြန်မာပြည်မှာပြည်သူတွေရဲ့အခြေအနေကအင်မတန်ဆိုးနေပေမဲ့ဒေါက်တာဘမော့အစိုးရအုပ်ချုပ်ရေးကပြည်သူပြည်သားတွေအတွက်ဘာမှလုပ်မပေးနိုင်ဘူး စစ်အောင်နိုင်ဖို့ဇွဲရှိရမယ်ချွေးနဲ့မြက်ရည်အရေးပြုရမယ်ဆိုပြီးချွေးတက်တွေဖိဆွဲပြီးယူရီးယားမြန်မာမိရထားလန်းဖောက်နေတဲ့တန်ဖြူစရက်ကိုပို့လေရင်ပြန်ကွင်းတွေလှုပ်ရှားစခန်းကိုပို့ကမ်းလန်းဖောက်ရနေရာတွေကိုပို့နဲ့ယောက်ျားမိမမရွေးကူလီအလောက်ထဲကိုအတင်းဆွဲထည့်တာပဲတတ်နိုင်တယ်လေနွားတွေရှားကုန်လို့လေယာဉ်လုပ်ငန်းကိုစစ်မဖြစ်ခင်ကတော့မလုပ်နိုင်ကြတော့ဘူးအင်းတွေကုန်းဖက် ပကိုးဖက်မှာတော့ရိုးရံမပြည့်အနေအချင်းလောက်ကြတဲ့သူတွေတော့ရှိပါရဲ့အဲ့ဒီလူတွေလက်ထွန်းရကောက်ဆိုက်ရပြုံးလုံရမှာကိုတုံးလုံးချွပ်ပြီးလုပ်နေကြရတယ်အမျိုးသမီးတွေလာတာကိုခက်လန်းလန်းကမြင်မှကတဲ့မော်ပုံထားတဲ့လုံကြီးကိုပြေးဆုကြရတယ်တချို့ကတော့အမကြီးတို့ဒီဘက်ကိုမလာကြပါနဲ့အုံးလက်ထွန်းနေပါတယ်လို့အော်ဟစ်ပြောပြီးမှလုံကြီးထားတဲ့စီကမန်ကရန်ပြေးပြီးဝတ်ကြရတယ်အဝတ်အထည်ကရှားကုန်တော့အဲ့ဒီလိုဖြစ်ကုန်တာပဲ ရင်ဆိုရင်လဲเสียမရှိတော့ဘဲကိုရှိတဲ့သူက ရှိသေးတယ်ဆိုအောင်တော့လေသမားကလုံကြီးကိုခဏခဏရေအဆုံမခံနိုင်ဘူးရေဆိုပါများရင်အဆုံမြန်နေဆွေးတယ်ဒါကြောင့်ကဘာဦးကလူတယောက်လိုအလုလုံနေကြရတာပေါ့ဝတ်စရာအဝတ်အတွက်တောဖက်ကလူတွေမှာဒီအထစ်ဖြစ်ကုန်ပြီးဂုံအိတ်တွေဝတ်နေရတဲ့သူကလည်းမနေတော့ဘူးလုံကြီးကိုတားတလဲအဖေတလဲဝတ်တာမျိုးအမေကဝတ်ထားရင် ။သမီးကအိမ်ခန်းထဲကမထွက်ပဲနေရတာမျိုးတွေရှိလာပြီ။ဂျပန်ဝိဆက်ကူတွေကလည်းတင်အတုံးမချချင်တော့ဘူး။ပြီးတော့ဒီအချိန်ကပစ္စည်းတစ်ခုခုပဲတဲ့ဆိုရင်ဝိဆက်ကူတွေကိုတရွက်ချင်းစီအချိန်ကုန်ခံပြီးမရှိတော့ပဲချိန်ခွင်ထဲကိုထိုးထည့်ပြီးချိန်လိုက်တာများတော့ရှိရဲ့။ရာဒဏ်90သားဆိုရင်တော့ဘယ်နှတောင်း၊ဘယ်နှထောင်ရှိတယ်ပေါ့။ကလေးဖို့ပေးရမှာလေ၄00မျိုး900မျိုးပေးမှတစတစနဲ့ ဈေးလေးတောက်လို့ရတဲ့တင်းစားဆက်ကူအဟောင်းဈေးထက်ဝယ်ဆက်ကူဈေးကနည်းနည်းပဲတားတဲ့အချိန်မျိုးရောက်လာပြီ။တနေ့တော့ဦးထွန်းတင်တဲ့သမီးမှတ်ခင်သူတို့ကြုံရကုံကားနဲ့စားတိတ်တင်ပြီးဖြူကိုသွားကြတယ်။အဲ့ဒီအချိန်ကကျွေးညီနောင်လို့ခေါ်တဲ့လီယင်ပြနှစ်စင်းကနေ့စဉ်ဆိုသလိုကာလန်မိရထားလမ်းတွေအပေါ်မှာနေ့တိတ်ကလေးခောက်တုတ်ခောက်ပြန်ပြန်ပြီးကားတွေမိရထားတွေလေတွေကိုဆက်တနက်နဲ့ပြစ်နေတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီနေ့ကဟူထုတင်တို့တာအဖာနဲ့ရောက်ပါသွားတဲ့ကုံကားကြီးကဖြူးမြုပ်အဝဲမှာကျွဲညီနောင်နဲ့ဆုံပြီးဆက်တနက်အပစ်ခံရတယ်။တဲ့တဲ့ကြီးထိလိုက်တာမို့ကားကြီးမီးဟုံဟုံထောက်တော့ပြီးပါသွားတဲ့လူ၂၀တဲ့က15ရောက်ပွဲချင်းပြေးပြီးတည်တယ်။မခင်သူနဲ့မင်းကလေး၃ရောက်သောကားပေါ်ကခုံချပြီးတာလန်ပေးကုတ်ကိုပင်ကြီးရဲ့အမြင့်ကြားထဲမှာဝှက်ပြီးလို့လွတ်သွားတယ်။ကြောင်ကရမ်းနဲ့တမိနောက်ကိုပြေးလိုက်လာတဲ့ဦးထွန်းတင်ကတော့ လက်ဝဲဖက်လက်ကောက်မှာသွေးတန်တရေရဲနဲ့ဆက်တနက်ထံရရသွားတယ်။ကာဂျီမိဟုံဟုံတောက်နေတော့ကိုကျွေးညီနောင်ကနှစ်ပတ်လောက်ပြန်လာကြည့်ပြီးထွက်သွားလို့မျက်စိတစုံရောက်မှမခင်သူနဲ့အဖော်တွေကဥထွန်းတင်ကို တွေ့ပြီးဖြူးမြို့ကဆေးရုံကိုခေါ်ခဲ့ကြတယ်။အဲ့ဒီအချိန်ကဆေးရုံဆိုတာကဆေးမရှိတဲ့ယုံကြီးပဲ။လူနာအဖြစ်နဲ့ဆရာဝန်တက်ရောက်နဲ့ဆရာမနှစ်ယောက်ကရရာဆေးရရာအဝတ်ပတိတွေနဲ့ ဖြစ်တယ်လို့ကုသနေကြရတဲ့ကာလပေါ့ဥထွန်းတင်လက်ကဒံယာကရှက်ထိတဲ့ဒံယာဖြစ်လို့လက်ကိုဖြတ်မပြရဘူးဒါပေမဲ့အနာပြောက်လို့ဆေးရုံကဆင်းလာတော့ကြည်ထိတဲ့လက်ဟာမိမွေးတိုင်းဖမွေးတိုင်းမဖြစ်တော့ဘဲကောက်နေတော့တယ်ဥထွန်းတင်ဖြူဆေးရုံမှာတလှကြောကြောတက်ပြီးကုသနေရတော့မှတမိမခင်သူကဖြူဆေးရုံနဲ့ပဲနယ်ကုန်းကအိမ်ကိုကူးချီတန်းကြီးနဲ့ဖခင်ကိုပြေးကြည့်လိုက်အင်ကိုစိတ်မချလို့ပြန်လာလိုက်နဲ့နေသွားရတယ် အနာချက်လို့အဖေကိုစေးယုံကခေါ်ပြီးအိမ်ကိုပြန်လာတော့အိမ်မှာမောက်ဝက်ပြန်ရောက်နေတာကိုတွေ့ရတယ်။မောက်ဝက်ကသူတော့မှမနေချင်တာနဲ့လာခဲ့တယ်။ဒီမှာပဲဝိုင်းလုံဝိုင်းစားနေတော့မယ်လို့ပိုင်ဆိုးပိုင်နဲ့ပြောတယ်။ဦးထွန်းတင်ကလည်းသမီးအတွက်အဖော်ရတာပဲလို့တွက်ပြီးကြည်ကြည်နဲ့နဲ့ပဲလက်ခံထားလိုက်တယ်။ဦးထွန်းတင်မောက်ဝက်အပေါ်တွက်ပုံကဒီတစ်ခါတော့မှန်တယ်။အဲ့ဒီအချိန်မှာပဲຫນွေကုန်းတပြို့လုံးဂျပန်စစ်သားတွေခွေးလေးပြတော့အနှံ့ရှိနေပြီး တော်တော်ရမ်းနေတဲ့အချိန်ဖြစ်တယ်။မခင်သူဇက်မင်းသမီးတယောက်ဖြစ်တာရဲ့အချိန်အရွယ်ရောက်လို့အလှကျက်တရေတွေဖြိုးဝေနေတာရဲ့ကသူ့အတွက်အနည်းငယ်ကြီးတစ်ခုဖြစ်နေပြီ။ဒီအနည်းငယ်ကို အကာအကွယ်အပေးနိုင်ဆုံးကမောက်ဝက်ပဲ။မောက်ဝက်ဟာမခင်သူကိုမျက်စိအောက်ကအပြတ်မခံဘူး။သွားစရာရှိရင်သူ့ပဲသွားလိုက်တယ်။မခင်သူကိုအိမ်တွင်းပုံးကလမလေးလိုကြောင်ထိုးထားပြီးမိခင်တယောက်လိုနေရာတကာမှာထိမ့်သိမ်းဆောင်ရှောက်နေတာပဲ။တနေ့တော့ ဥွှေယုံမမြုံနဲ့ပဲအင်ကိုပြုံးခနဲ့ရောက်လာတယ်။ဥထုံးတင်တဲ့ပေါက်ဝဲရောမခင်သူဘရောဝတ်တာအားရစီကျူပြီးနေရထိုင်ခင်းပေးကြတယ်။ဥွှေယုံက "तू ကြကြမနေအားသေးဘူး"လို့ပြောပြီးဥထုံးတင်ကိုဂျပန်ငွေဆက်ကူရာရန်တွေထည့်လွှဲလာတဲ့လွေအစ်ကိုဖြုတ်ပေးပြီး"ငါကြီးဒီငွေတွေနဲ့ခက်ကောင်းတော့ဇက်ပြန်ထောင်းဖို့အဖွဲသားတွေပြင်စုဖို့"လို့ပြောတယ်။နောက်မောက်ဘက်ကိုမိဖို့တဲ့ခေါ်သွားပြီး7မိနစ်လောက်တူ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 ပြောနေကြတယ်။ မိဖို့တဲကပြန်ထွက်လာတော့ငါနေသွားเสียတန်လန်းနေမို့အကိုသွားအောင်မေတမီးလေးကလည်းလိမ့်လိမ့်မမနေမကြခင်ငါတစ်ခေါက်လာခဲ့အောင်မေလို့ပြောပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။မူထွန်းတင်ကအကိုဟာကမြန်တော့ပါကလားစကားလေးကောင်းကောင်းမပြောရသေးဘူးလို့လှမ်းပြောလိုက်ပေမဲ့ဥရွှေယုံကတော့လမ်းမပေါ်ရောက်သွားပြီ။ဥရွှေယုံထွက်သွားလို့အတော်ကြာတော့မခင်သူကမောက်ဝက်ကိုဘာများပါကြီးကပြောသွားသေးတယ်လို့မေးတဲ့အခါမောက်ဝက်က တခြားကိစ္စတွေပါဟေ့ညီမသိချင်စမ်းပါနဲ့ညီနဲ့လည်းမပတ်သက်ပါဘူးလို့စကားစာပြစ်အောင်ပိတ်ပြောလိုက်တယ်။မောက်ဝက်မပြောချင်မှန်းသိတာနဲ့မခင်သူကလည်းနောက်ထပ်စစ်မပေးတော့ဘူး။ဥရွှေယုံသွားပြီးကလေးကမောက်ဝက်ဟာလေးရက်တစ်ပတ်၅ရက်တစ်ပတ်အိမ်ကနေတညအိတ်ညအိတ်ပျောက်ပျောက်သွားတတ်တယ်။ပြန်ရောက်လာလို့မခင်သူကမိတဲ့အခါမှာရွာကိုခဏပြန်နေတာပါဟာလို့အဖြေပေးတယ်။တခြားဘာမှမေးမရဘူး။ဒီအချိန်မှာ စစ်လေယွင်ပြင်တွေကခါရိုင်းတက်တောင်းကျန်လာကြတယ်။နေမရှောင်ညမရှောင်အလစ်ဝင်လာပြီးဘုံကျဲဆက်တဲ့ပြင်းနဲ့လှုပ်လာပြီ။ကောလာဟာလာတဲ့တဲ့တွေကလည်းအမျိုးမျိုးဖြစ်နေတယ်။တုံးနယ်ကိုပြန်ပြောင်းတဲ့သူတွေကလည်းပြောင်းကုန်ကြပြီ။ဂျပန်တွေရှေ့တန်းစစ်မျက်နှာစာကနေဆုတ်လာကြရပြီဆိုတဲ့တဲ့တင်လေးတိုးတိုးတန့်တန့်ကြားနေရတယ်။ဒီတဲ့တင်ကြားလို့မှမကြားဖြစ်မှာပဲ။မန္တလေးကိုမဟာမိတ်တပ်တွေဝင်လာပြီဆိုတဲ့တဲ့တင်ကိုကြားကြရတယ်။ ပကိုးဖက်ကမြန်မာတက်တွေကလည်းပြတ်ကုန်ကြပြီတဲ့။ဘာဖြစ်မှာပါလဲ။ဒီတည်တင်းတွေကြားရတဲ့အချိန်ကပင်းတွေကုန်မှရှိတဲ့ဂျပန်တွေဟာကနာမငိမ့်ဘူး။လုံလုံရွရွဖြစ်နေတယ်။အဲ့ဒီလိုမြို့ရွာ၆ချားနေတုန်းတစ်မိနစ်မှာရွာကိုပြန်သွားတဲ့ပေါဝက်ကိုဖမ်းပြီးကိုရဲမှရှာတော့ရေပုံတွေနဲ့စာရီကို တွေ့သွားတယ်တဲ့။ဘာစာရီဘာမြေပုံတွေလဲဆိုတာတော့မသိဘူး။သူကခက်လန်းလန်းကနေမြင်လိုက်တာပဲလို့တည်င်းလာပြီးတဲ့သူကဥထွန်းတင်ကိုပြောပြတယ်။ တတင်းလာပေးတဲ့သူဆင်းသွားတာနဲ့ဦးထွတင်ကလည်းတမိကိုခေါ်ပြီးတမိတို့ဒီမှာကြာကြာနေလို့မဖြစ်တော့ဘူးမိခိုးချွတ်လျှောက်လိုက်လာရင်အကျုံးလေးကုန်တော့မယ်ပစ္စည်းတွေကိုငှိမနေနဲ့အခုချက်ချင်းဒီအိမ်ကနေထွက်ကြစို့လို့ပြောပြီးဦးရွှေယုံပြေးသွားတဲ့လွယ်အိတ်ကိုကောက်ဝဲပြီးအိမ်ပေါ်ကနေဆင်းသွားတယ်မခင်သူကလည်းလုံကြီးတထင်တထင်နဲ့အင်ကြီးကိုတထင်တထင်ကိုသူ့လွယ်အိတ်ထဲထိုးထည့်ပြီးအဖေနောက်ကိုလိုက်ခဲ့တာပဲသူတို့သားအဖကမ်းလမ်းမကြီးပေါ်ကိုရောက်တော့ပကိုးကိုထွက်မဲ့ကုံကားတစည်း အဆင့်တင့်ဖြစ်နေတာနဲ့တက်လိုက်လာခဲ့ကြတယ်။မိုးချုပ်ခါနေပခိုးကိုရောက်တော့တတားကြီးထိတ်မှဆင်းလိုက်ကြတယ်။နောက်တော့ခြေရဖြောက်တဲ့သဘောနဲ့ရွှေဘော်ရောကုန်းပေါ်တက်ပြီးတခြားစစ်ပြေးဒုက္ခဒေတွေနဲ့အတူရောနောပြီးတစောင်းတစ်ခုမှစခန်းချလိုက်ကြရော။ပခိုးရွှေဘော်ရောရင်ပြင်ပေါ်ကိုရောက်လာတော့ဥထွန်းတင်ရဲ့မျက်စိထဲမှာရှစ်ဖြစ်ဟောင်းတွေတရေရေပေါ်လာတယ်။သူ့စာမတက်တာကိုခေမရီမကြီးတွေက မခန့်လေးစားလောက်တာနဲ့ အဆက်ကြီးရှက်လို့မရမသိအောင်အဝတ်တစ်ထဲကိုတစ်ခုနဲ့အိမ်ကနေစင်းပြေးခင်တန်းကြီးရွာကဖုံးတော်ကြီးเจ้าမှာခိုးလုံခဲ့ရတဲ့ပုံစာမတက်တက်အောင်ကြိုးစားခဲ့တဲ့ပုံသုံးနှစ်သုံးမိုးကြိုးစားလိုက်လို့စာတက်လာတဲ့အခါတင်ကန်းဝတ်နဲ့ပြန်လာတော့ဒီကုန်းတော်ဘောကတစောင်းတစ်ခုမှာအညတာတဲခုခဲ့ရတဲ့ပုံမနဲ့လင်းတော့မောက်ဝင်းမြင့်ရောက်လာပြီးအင်ကိုခေါ်သွားပုံတွေကို စီအီးတတိယလာတယ် နောက်ညောင်ဝိုင်းအိမ်မှာမဝင်းမြင့်နဲ့ပျော့ပျော့ကြီးနေရင်မဝင်းမြင့်ကွဲလွန်လို့လူမမဲသမီးလေးနဲ့တပြည်လုံးအနှံ့အပြားတွင်ချင်ရလွင့်ခဲ့ရပုံတန်ရုံးစဉ်ရှိစရာသမီးလေးသာရှိလို့သမီးလေးကလူချင်းတူတူသူချင်းမြမြနေနိုင်အောင်ပွဲစဉ်လိုက်ပြီးဆက်နပွဲသမားကစားသမားဖြစ်ခဲ့ရကသမီးကိုယ်တိုင်ဆက်ထဲမှာမင်းသမီးဖြစ်လာရတဲ့ပုံနောက်ဆုံးတော့စစ်ဘေးစစ်တမ်းကဖြက်စီးလို့ရည်ရွယ်ချက်တွေပြက်ကုန်တဲ့အပြင် ကြောက်ရောက်လာမဲ့အနေရဲ့ကြောင့်ရွှေမော်ရောစီတီရင်ပြတော်ကိုကိုစစ်ပြီးအဖြစ်ရောက်လာခဲ့ရပုံကိုတွေးပြီးမောက်ဝင်းမြေကြီးတို့တာအဖအဖြစ်ကိုအခုထပြီးကြည့်လေပါအောင်လို့တန်တာမိတယ်။အနားမှာရှိကြတဲ့ဘဝတူစစ်ပြေးဒုက္ခတဲ့အတိုင်းအဝိုင်းနဲ့အပေါင်းအသင်းဖြစ်အောင်အထိုက်အလျောက်ပြောစရာဆိုစရာတွေကိုပြောဆိုပြီးသူ့အပူကိုတမိမသိအောင်ဝှထွန်းတင်ကအထူးတတိထားဖုံးအုပ်ထားလိုက်တယ်။ မနဲ့မိုးလင်းတော့ခေမတွေမကြီးတွေကိုမတွေ့ချင်ပေမဲ့မဝင်းမြစ်ကိုတတိယရာနဲ့အိမ်ကိုသွားကြည့်တယ်။တမီးကိုတော့မြို့ရဲသွားပြီးအချိန်လေးကြည့်ရင် စားစရာဝယ်ခင်ပဲလို့ပြောသွားတာကလား။ညောင်ဝိုင်းရက်ကအိမ်ကိုရောက်တော့အင်ကြီးကိုတော့ခတ်ထားတာတွေ့လိုက်ရတယ်။အနည်းအနာကလူတွေကိုမေးကြည့်တဲ့အခါမှာတောပိုင်းကို ပြောင်းသွားကြတယ်။ဘယ်စီသွားမှမသိကြဘူးဆိုတဲ့အဖြေပဲရတယ်။မြို့ရဲကိုရှောက်ကြည့်တယ် မြို့ကြီးဟာလူသွားလူလာမရှိဘဲတိတ်ဆိတ်ချောက်ကပ်ပြီးကြီးနေဖုတ်ဖုတ်လို့ဖြစ်နေတယ်။မြမတက်မတော်သားဆိုလို့တယောက်မှမတွေ့ဘူး။ဂျပန်စစ်သားဆိုတာကလည်း၃ယောက်တည်းတွင်၄ယောက်တည်းတွင်တနက်ချမ်းပြေးအတရောင်လှည့်နေတာလောက်ပဲမြင်ရတယ်။တလောက်လမ်းလျှောက်သူမရှိအောင်ချောက်ကပ်နေတဲ့မြို့ကြီးမှာသူတယောက်ထဲလမ်းလျှောက်နေရတာကိုကြောက်တလို့ဖြစ်လာတယ်။ဒါနဲ့ရွှေမော်ရိုးစီတီဘက်ကိုပြန်လာပြီးစီတီတော်ခြေရင်းမှာရှိနေသေးတဲ့ဆိုင်တချို့ကစားစရာများကိုဝယ်ပြီး ုံးတော်ဘောကိုတက်ခဲ့ရုံကုံးတော်ဘောရောက်တော့ရက်ရှည်လာများစားတောင်းနေထိုင်ဖို့အတွက်အစဉ်ပြေတဲ့စစ်ပြေးအိမ်ထောင်စုတစုနဲ့ပေါက်လိုက်ပြီးအတူတူချက်ပြုတ်စားတောက်ဖို့စီစဉ်လိုက်ကြတယ်ဒီလိုနဲ့ရင်ပြင်တော်ပေါ်မှာ10ရက်15ရက်လောက်နေပြီးတော့ပုဂိုးမျိုးတွေမှာဂျပန်တွေမရှိတော့ဘူးဆိုတာသိကြရတယ်အင်္ဂလိပ်စစ်သားတွေနဲ့မြန်မာစစ်သားတချို့ရောက်နေကြပြီလို့လည်းသတင်းရကြတယ်ဂျပန်လက်အောက်ကလွတ်ပြေးအင်္ဂလိပ်လက်အောက်ရောက်ရပြန်ပြီလို့ဦးထွန်းတင်ကနားလေလိုက်တယ် အခုမျိုးမှာတော့အင်္ဂလိပ်စစ်သားတွေကလားစစ်သားတွေကပ်ပလီစစ်သားတွေညာတစ်ထက်ညာလာပြီဖျားရင်ပြင်းတော်ပေါ်မှာနေလို့မတော်တော့ဘူးအင်းတွေကုန်းကအင်ကိုပြန်ဖို့တင့်ပြီးလို့တွက်ပြီးဦးထွန်းတင်တို့သားအဖကျုံရကားနဲ့အင်းတွေကုန်းကိုပြန်ခဲ့ကြတယ်အင်းတွေကုန်းရောက်တော့သူတို့အင်္ဂလိပ်ကတော့ဘုံတန်ကြောင်အဆအနာတော့ရှာမရတော့ဘူးဒါနဲ့မပြတ်မစည်းရှိနေတဲ့ဥပါတို့အင်ကိုပဲသွားပြီးစတေးချရပြန်တယ်ဒီလိုနေရင်က တံပိုးချလာတဲ့ဂျပန်ငွေစက်ကူတွေဟာလုံးလုံးသုံးမရတော့ဘူး။သူတို့လွဲအိတ်ကြီးထဲမှာအများကြီးရှိပါရဲ့။ဒါပေမဲ့ဘာမှတံပိုးမရှိတော့ဘူး။ဘာမှဝယ်လို့မရတော့ဘူး။ဒီကြားထဲမှာ သူတို့ကြားရတဲ့တည်င်းတွေကလည်းတစ်ခွမှမကောင်းဘူး။မောက်ဘက်ကဂျပန်ကတပ်ပစ်တယ်။ဥရွှေရုံလေဂျပန်နဲ့တိုက်ရမှာစစ်တမ်းဖက်ကစောင့်ရက်မှာကြာသွားတယ်တဲ့။ဒါပေမဲ့မကြားခင်မှာပဲဂျပန်လက်နက်ချပြီးဆိုတော့ လေရင်ပြန်ပေါ်ကကျဲချတဲ့စာရွက်တွေကိုဖတ်ရတော့စစ်ပြီးပြီဆိုပြီးဦးထွန်းတင်ကဝမ်းအသာကြီးသားရတယ်။အစ်စစ်လက်အောက်ကလှုပ်ပြီးကျွတ်ပြီးလို့ဆိုမိတယ်။ဒါပေမဲ့သူ့လက်ထဲမှာအသုံးဝင်တဲ့ငွေစက်ကူးဆိုလို့တရွက်မှမရှိတော့ဘူး။ဒီရင်တဘောတစ်ခုကိုဦးထွန်းတင်ကစဉ်းစားမိတယ်။တင်ခါရဆိုတဲ့ပြုတ်ပြင်ပြောင်းလဲခြင်းတရားအရာခန္ဓာကိုယ်ကြီးမှာဥပ္ပတ္တိပင်တဘောနဲ့ဖြစ်ပြက်ဖြစ်ပြက်နဲ့ပြောင်းလဲနေတာပဲ။ လူဟာအမိဝမ်းကလေးကဖြစ်ပြက်ဖြစ်ပြက်နဲ့ဖြစ်လာလိုက်တာတဖြည်းဖြည်းအရွယ်အဖြစ်ကြီးကြီးလာကြတယ်။အမိဝမ်းထဲကကျွပြီးလူလောကထဲရောက်လာပြန်တော့လေဖြစ်ပြက်သဘောတရားအတိုင်းအဖြစ်တွေကများလို့ကိုခန္ဓာကကြီးကြီးရင့်ရင့်လာတယ်လို့အသိဉာဏ်တွေကလည်းရလာတာပဲ။တည်ခြင်းဆိုတာကတကယ်တော့အချိန်ရဲ့အလုပ်ပဲ။အခုလိုထိုင်နေရင်မိုးကြိုးပစ်ပြီးလဲတည်သွားနိုင်တာပဲ။လေးဖြတ်ပြီးလဲတည်သွားနိုင်တာပဲ။ ရက်ရှိလာများတမှုန့်မှုန့်ဖြားပြီးလဲတည်သွားနိုင်တာပဲတည်တာကိုဘာမှတွေးနေတွက်နေပူနေစရာမလိုဘူးတည်ရမယ့်အမျိုးမျိုးသူ့ဟာသူတည်တာတည်ခြင်းဟာအချိန်ရဲ့အလုပ်ပဲတည်ဖို့ကိုတွေးပြီးတည်မှာကိုကြောက်နေလို့ဘာအကြောင်းထူးမှလဲဆိုတဲ့တဘာဝသဘောတွေကို သူစဉ်းစားမိတယ်လေငါမှလက်ဖဝါချီဖဝါသာကြံပေမဲ့ငါကြိုးစားမယ်လောကကြီးမှာငါလောက်ရင်ဖြစ်ရမယ်လို့အတင်းလိုက်တာနဲ့ ူတကူလုံးဟာအာအိမ်ပြည့်ဖြိုးသွားတယ်လို့ထင်နိုင်ရတယ်။ဒီနောက်ခြေတလုံးအကုနဲ့ပဲဇက်ဝါဒနာပါသူဇက်ထောင်လူသူတွေနဲ့ဇက်ပန်ရှင်ဟောင်းနေစီကိုသူသွားတယ်။သူ့သမီးရဲ့အရေးချင်းကိုပြောပြပြီးအရင်ကောင်းဆောင်မင်းသမီးပဲလှုပ်ရလှုပ်ရဇက်ကြီးတွေမှာဘလုံးပဲတုံတုံတုံးပါလို့လိုက်ဆက်တယ်။သူ့သမီးကလည်းဒီအလုပ်မျိုးလှုပ်ရမှပျော်မှာကိုကအားလျော်စွာပကိုးကအငိမ့်ထောင်တူးစီမှာမခင်သူခေါင်းဆောင်မင်းသမီးလို့ဖို့နေရကြခဲ့တယ်။ အောက်သာသူခင်ခင်သူအဖြစ်နဲ့ပေါ့သမီးလေးကိုအလုပ်နေရာချထားပြီးပြီးတော့သူ့ဘာသမီးနဲ့အတူပကိုးအငိမ့်စရာအိမ်မှာလိုက်ပြီးနေတယ်သမီးအငိမ့်ကရာမှာလိုက်ပြီးစောင့်ရှောက်ဖို့ပဲစုံချင်လိုက်ပါနတ်စင်ပေးခဲ့ကြတဲ့သူတူတူယောက်ချင်းစီကို2 2ပဲကျေးဇူးတင်ရှိပါရရှင်နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါအောင်ရှင် channel ကို like and subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်